ဘာဖြစ်လို့ MNDA အုပ်စုကနော်ဒီလိုမျိုးလေးကြီးလေးချင်းနဲ့အတန်တင်းမာလာတယ်လဲဆိုရင်မိကုံနောက်ွယ်ပါမြုပ်နေရရှိနိုင်တယ်အဲ့ဆို तू ကဘာဖြစ်လို့တစ်ချိန်လုံးအစောတော့အစောပိုင်းတော့အေးဆေးပါဟိုဆုတ်ပေးမယ်ဘာညာပြောခဲ့ပြီးတော့ဂရိမတီးဘူးပေါ့ဗျာတရုတ်နိုင်ငံကတန်တမန်နေရှိမှာလက်မှတ်ထိုးခဲ့ပြီးတော့ဂရိမတီးဘူးဆိုရင်တရုတ်ကပါစော်ကားတယ်သွားတူတယ်ဒါမှမဟုတ်လေတရုတ်ကပဲဟိုမသိကြအောင်ဆောက်မျက်စိတစ်ဖက်မှိတ်ပေးထားသလားကျွန်တော်တို့မသိဘူး ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းလေးပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ15ရက်နေ့အတွက်ညပိုင်းသိရတဲ့မြေပြင်စစ်သတင်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်အရင်လိုပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်အကိုချီတို့ဘက်ကသတင်းကောင်းလေးနဲ့စမယ်ဆိုရင်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအေအေကယာယီဆုတ်ပါပေးလိုက်တဲ့ ကြောက်ဖြူမင်းပြောင်ရေဒါစကတ်မှာဝါရဖြန့်ဓာတ်ပုံရိုက်ကူဖို့စစ်တပ်ကပြင်ဆင်နေစဉ်အေးပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက် ပောက်ွယ်ခဲ့တဲ့အတွက်ကြောင့်အကြံပတ်စစ်သားအများပြားသိဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအာရခတ်တပ်တော်အေးသိမ့်ပိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းပြောင်ရေဒါစကန်ကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအကြံပတ်စစ်တပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်ထိုးတိုက်ခိုက်လာခဲ့ပါတယ်အဲ့ဒီနောက်အာရခတ်တပ်တော်အေးကမင်းပြောင်စကန်မှယာယီဆုတ်ခွာပေးလိုက်ရပြီ အကြံပတ်စစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းနဲ့ဒါအဲ့ဒီမင်းပြာစခန်းကိုအကြံပတ်စစ်တပ်ကရရှိပြီးတဲ့နောက်စစ်သား20ကျော်ကဝါဒဖြန့်တပ်ပုံရက်ကူဖို့အတွက်ပြင်ဆင်နေစဉ်အာရခတတ်တို့ A ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရမှာမင်းပြာစခန်းအတွင်းမှာစစ်ရဲဝါဒဖြန့်တပ်ပုံရက်ကူဖို့ပြင်ဆင်နေတဲ့နေရာတက်တဲ့သို့ကြားရောက်ပောက်ွယ်ခဲ့ပါတယ်ဒါအဆိုပါပောက်ွယ်မှုအတွင်းအကြံပတ်စစ်သားအများပြားတေဆုံးသွားကြောင်းသိရပါတယ်ဒါအဲ့ဒီမင်းပြာစခန်းမှာလက်နက်ကြီးကြားရောက်ပောက်ွယ်မှုကြောင့် အကြံပတ်စစ်သားအ ਨੇ ဆုံး၁၀ဦးခန့်တေဆုံးနိုင်ပြီး24ဦးတေဆုံးခဲ့တယ်လို့သတင်းတွေကြားသိရပေမဲ့အတိအကျကိုတော့အတိမပြုနိုင်သေးပါဘူးဆိုပြီးခေတ်သစ်မီဒီယာကတင်လာပေးတဲ့ပထမဆုံးဒါကြောင့်အကိုချီတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒါတစ်ဆက်ထဲမှာပဲအမ်ဘဒန်လမ်းပေါ်မှာရှိတဲ့နေရီကန်လေကြောင်းရဲ့ကာဝေးဗျူဟာကိုအာရခတ်တောအေမဆက်လက်ဝန်းဝန်းပိတ်ဆို့ထားတဲ့အတွက်ကြောင့်အဲဒီစကန်ကိုအကြံပတ်စစ်တပ်ကလေထီးနဲ့နေ့စဉ်လလုံးရိတ်ခါတွေလာရောက်ချပေးနေရကြောင်းသိရပါတယ်။ ါအခြားတစ်ဖက်မှာဆိုရင်လည်းဒီကြောင်ရဲ့ကာဝေးဘျူဟာတို့စစ်ကူလာတဲ့စစ်ကြောင်နှစ်ကြောင်မှာလည်းတလနီးပန်းကြာလာပြီးဖြစ်ပေမဲ့လမ်းတစောက်မှာအာရခတ်တို့ A ရဲ့ဖြတ်တောက်တိုက်ခိုက်တာကိုခံနေရတဲ့အတွက်အသေးပြောက်များနေပြီးတော့စစ်တို့တိုးမရောက်ဖြစ်နေတယ်လို့ဒေသတွင်စစ်သတင်းမြစ်တဦးကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းမုံရမြို့နယ်မုံရချောင်းလမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်တပ်ရင်းနှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ အကြံပတ်စစ်ခွေးနှစ်ကောင်တည်ဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ14ရက်နေ့မနက်7:53မိနစ်အချိန်ကစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကော်မတီမှကျင်းပမြတ်တည်ဆောင်လာတဲ့တွဲက23စီးပါရင်နံကိုလုံကြုံကြီးလိုက်ပါဆောင်ရွက်ပေးနေတဲ့မုံရနမခမတံမြကဂျမ်းမာတက်ဆင်ထားတဲ့စစ်ရင်တန်း6စီကိုမုံရ6ဦးလမ်းပိုင်းတနေရာမှာမိုင်းဆွဲတက်ခတ်ခဲ့ရမှာအကြံဖက်စစ်သား2ယောက်တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းသိရပါဗျ။ ဒါအဲ့ဒီမိုင်းဆွဲတက်ခိုင်းမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိကိမ်းမရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့ကြအောင်တည်ရပါတယ်ဆိုတော့နောက်ထပ်တော့စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ထပ်ဒီဘကိုးတိုင်းဘက်မှာဆိုရင်ဘကိုးတိုင်းရီတာစီမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အချမ်းဘတ်စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရမှာအချမ်းဘတ်စစ်သားအယောက်20သေဆုံးခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါအော်တိုဘာလ25ရက်နေ့ ကရင်ချောင်းမြစ်ကူတရမအင်အား140ကျော်ပါဝင်တဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းစစ်ကြောင်းကစစ်တောင်းမြစ်အစ်စ်ဘက်ကန်တို့စစ်ကြောင်းထိုးလာခဲ့ရမှာအဲဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကရေလွဲကြီးရတောင်ပတ်တစ်တာတရပေါ်အရောက်မှာအသင့်ဆောက်ဆိုင်ပြီးဂျားဖြတ်တက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းသိရပါဗျ။ဒါအပြင် အော်တိုဘာလ25ရက်နေ့မိုးလေ3နိုင်ခန့်အချိန်မှာလဲတပ်ပွဲဖြစ်ပွားရနေရာတွေကိုနေပြီးတော့စစ်တိုင်းလက်အောက်ခံ PDF တပ်ရင်းများနဲ့ ခရင်ယူတက်မဟာနဲ့တက်ရင်ကလက်နက်ကြီးအဖွဲ့တို့ကထမှန်သွားရောက်တက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား15ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆိုတဲ့နောက်ထပ်ဒါကြောင့်ဘကူတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်မွန်ပြည်နယ်ဘက်မှာဆိုရင်မွန်ပြည်နယ်ရေးမျိုးနဲ့ရွာကလေးနဲ့ဝါရဟန်းရွာအကြားမှာအကြမ်းဖက်စစ်တပ်နဲ့ရေးပလူတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သား9ဦးသေဆုံးခဲ့ကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ ဒါနိုဝင်ဘာလ14ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုရေဘလူတပ်ဖွဲ့ကအသာစီးရယူပြီးတပ်ပွဲဖြစ်ပွားခဲ့ရမှာတပ်ပွဲဖြစ်ပွားချိန်45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတက်ခတ်မှုအတွင်းအကြမ်းဖက်စစ်သား9ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းနဲ့ဒါအဲ့ဒီဒဏ်ရာရရှိသူတွေကိုအာယူတောင်းမတ်တို့ပြန်လည်တေဆောင်သွားကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်မွန်ပြည်နယ်ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒါတဆက်ထဲမှာပဲမွန်ပြည်နယ်ကြိုက်ထုံနဲ့ဘီနေမြို့နယ်အကြားက အကြံပတ်စစ်တပ်ရဲ့ကင်းမုံကိုတတ်ခတ်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ14ရက်နေ့ည9:00နာရီကရန်ကုန်မော်လမြိုင်လမ်းမကြီးကြိုက်ထုံနယ်ဘီလင်းမြို့နယ်အကြားကကျမောက်ချံအတွင်ကင်းမုံဝန်းနေတဲ့အကြံပတ်စစ်တပ်ကိုတတ်ခတ်ခဲ့ကြောင်းသိရပါတယ်။ဒါအင်အား50ကျော်ရှိတဲ့အကြံပတ်စစ်တပ်ကင်းမုံကိုဒရုန်းမသီးသုံးလုံးနဲ့တတ်ခတ်ခဲ့ရမှာအကြံပတ်စစ်သား2កောင်တိုက်ဆုံးခဲ့ပြီး၄កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆိုတဲ့ဒါကျွန်တော်မွန်ပြည်နယ်ဘက်ကသတင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ကဲတော့နောက်ဆုံးအနေနဲ့ကတော့မကွေးတိုင်းနမောင်မြို့တဲ့လမ်းပိုင်းမှာအကြံပတ်စစ်တပ်ရဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူကိုအစဉ်ဖမ်းမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါဇူလိုင်လ၁၀ရက်နေ့မှာနမောင်မြို့တဲ့လမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့ကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူကိုအစဉ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီဖမ်းဆီးရမိခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူထံမှာရွေးကောက်ပွဲလုပ်ငန်းစီများနဲ့ပတ်သက်တဲ့ စရင်တချို့နဲ့ရွေးကောက်ပဲပြုလုပ်မဲ့အခြေအနေကိုတည်ရှိခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်693တပ်ရင်းမှဘူအောင်တင်ကဆင်းပြထားပါတယ်။ကဲတော့ငါတို့အနေနဲ့မင်းတို့ဒီအကြမ်းဖက်စစ်ခွေတပ်ကပြုလုပ်ပေးမဲ့ဒီတရားမဝင်အတူရောင်ရွေးကောက်ပွဲမှာပါဝင်မပတ်သက်ကြဖို့နော်ငါတို့အနေနဲ့အတန်တန်သတိပေးချက်တွေထုတ်နေတဲ့ကြားထဲကအောင်မှဒါဂရုမစိုက်ဘဲနဲ့ဆက်ပြီးတော့လှုပ်ချနေတဲ့ကောင်းနေနော်ခံကြအောင်ပေါ့။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ ဒီနောက်မှာပထမဆုံးဒီမောတောင်စခန်းသိန်းတပ်ပွဲမှာအစဉ်ဖမ်းမိခဲ့တဲ့ဒီစစ်တုပ်ပန်းတွေကိုဒါကြောင့် CDN ကိုတင်လျောင်းကနေပြီးမှဩဝါဒပေးကြတဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ27နှစ်ပေါ့နော်27နှစ်ပါကျွန်တော် CDN ဝင်နေဒီနေ့ဒီပူပေါင်းပြီးတော့မှနိုင်လို့တွေကိုလိုက်ပြီးတော့မှကျွန်တော်တန်းနိုင်ရင်တော့လိုက်ပြီးတော့မှဝိုင်းပြီးတော့မှလုပ်ပေးနေပေါ့နော်ကျွန်တော်လုပ်နေရဲ့ကျွန်တော်ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရေချင်းရှိရမှာလား ဒီတလိုင်းတဲ့ဘွယ်တွေကစစ်တိုက်တဲ့ခါမှာသူတို့မှရေကြီးကြီး။ဘာလဲသူတို့လူလူတို့များဖို့နော်။တိုင်းသားတွေတိုင်းသားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးရရှိဖို့ပြီးလို့ရှိရင်စစ်မှန်တော်ဒီမိုကရေစီကိုရရှိဖို့လည်းတလိုင်းတဲ့ဘွယ်တွေရေကြီးတဲ့တိုင်းဘွယ်ကိုအခုခင်ဗျားတို့တိုင်းဘွယ်ဝင်ရတာရေကြီးရှိတယ်။တိလား။အရေကြီးရှိတိရကျွန်တော်တို့ကမ္ဘာစစ်တမ်းမှာနေပြီးတော့စစ်တိုက်နေတာကအရေကြီးကြောင့်မှလို့တိရလို့ရှိရင်ကျွန်တော်ပြောပြ။တိလား။ပြီးပါ ီတိုင်းသားသာထုတ်ပေးမယ်။ယူသွားဆိုရင်သွားရမယ်။ဟုတ်လား။ဈေးကကံစံတေးရဲ့26ဆောင်းတန်းလေးပေးပြီးတော့မှတကယ်တကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာဆက်လက်ကျွန်တော်ပြောရဲနော်။တန်းစီဝင်းနေကျွန်တော်တို့တက်ပတ်လန်းနေမှာခင်ဗျားတို့ဆိုင်မုတ်တီပြည့်လို့ရှိရင်ချင်းဝ60ခေလို့ရှိရင်လည်းခင်ဗျားတို့ဒီဒီဟာလေးပဲပြခိုင်းနေတာဟုတ်တယ်မလား။နော်။ရေပေါ်စိရေပေါ်စိတော့ပါလေဆက်လက်ကျွန်တော်ပြောသလိုရေပေါ်ချင်းချင်းပေါ့အားရှိတော့ကြတဲ့အရောင်းတွေတရားသစ္စာဆောင်ကြည့်ဘူးနေရာမသိဘူးနော်။ခင်ဗျားတို့ပေါ်မှာ မင်းလည်းကျွန်တော်တို့ကမိသားစုများရှိတာအခုဒီမှာကျွန်တော်တို့တိုက်ခိုက်ရတော့တဲ့ဟာဟိုမှာဟိုကြီးတွေကိုမေးကြည့်တယ်စီတောင်းနေမှုလေးတွေတိုက်ခိုက်ရတော့ဘယ်လောက်ကြာကြိုတိနေတော့ခဏရလောက်ကြာလဲကျွန်တော်တို့ကြိုတိနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ဆောင်ရှောက်ဖို့ကျွန်တော်တို့အသေးအိုးကြီးစီတွေကာကွယ်ဆောင်ရှောက်ဖို့အတွက်ကျွန်တော်တို့မင်းလည်းမလုပ်ဘူးမလုပ်ဘူးဒီတိုင်းပဲလုပ်ပေးကြလိုက်ဟုတ်တယ်မလားဒီခင်ဗျားတို့ကဒုတိယတရင်မှုကလည်းဒီတိုင်းပဲ နီးပြာကုန်းကြားမကြောက်စောင်းနေတာဒီကောင်ကလည်းနီးပြာကုန်းရှိလို့ရှိရင်ခင်ဗျားတို့နီးပြာကုန်းရဲ့ဒီပေမကုန်းရဲ့နှကုန်းရှိလို့ရှိရင်နီးပြာကုန်းနဲ့ဆိုရင်နည်းနည်းခံတာတော့ပြောတာနှစ်ခုခံရင်တော့ခံတာတော့နီးပြာကုန်းလည်းကြားပြီလဲဆိုလဲဆိုတော့မလုပ်လဲကျွန်တော်တို့နီးပြာကုန်းကောင်နေပြချင်ရပြီးငါတော့ပြေးမယ်ဆိုပြီးတော့ဒီဂိတ်ပေါက်ကနေမိတန်းကိုပြေးသွားတယ်ပြီးတော့ရနောင်းဘက်ကနေပြီးတော့တက်ကိုပြန်မယ်အနေထားမျိုးနဲ့ရှိတာပေါ့နော်ဒါကတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့သူကကျွန်တော်တို့က ဒီမှာတိုင်းမှုကလက်ရှိတော့ဆိုရင်နာမည်ဆင်းမဲ့ရောက်တယ်ပေါ့နော်တိုင်းမှုကသေယုံတက်နေတယ်လို့ဖြစ်ရတယ်တိုင်းမှုမရှိပဲနဲ့သူကခိတာတိုင်းမှုလုံးနေတဲ့လူကသူ့အောက်ခြေရဲဘော်တွေရဲ့အတက်အဝေးရှိတယ်ငါဘလို့ကကွယ်ရမလဲဘလို့လုံးရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးနော်သူတော်မှကိုလိုယုံပြီးတော့ပြီးတယ်နော်ဒါနဲ့ရေလေးတစ်လက်ပါသွားရင်နော်စစ်တပ်မှာဘာဖြစ်မှာဒီနေမေးမှာဟုတ်တယ်မှာအားရထားခဲ့နော်ဒီရောက်ရရှိတာပုံသားတွေဟာ ထူထားခဲ့တဲ့ဟာကြီးထားခဲ့ပြီးတော့မှကိုတို့ရောင်းပြီးတော့မှဖြစ်ပြေးသွားတယ်เนาะကျွန်တော်သူတို့မင်းရောက်နိုင်တဲ့ဒီတိုင်းပဲခင်ဗျာသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာလူသူ့ရဲ့စည်းစိမ်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကကိုယ့်အရင်ကလေးကတီးလို့ဒီစစ်စစ်ခဏလေးပဲကိုပူပြောင်းပြီးတော့မှခဏလေးဖက်တော့သားရင်းနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရည်ရွယ်ချက်ရှိတယ်မင်းရဲ့ရှိတယ်နော်မောတော်တိုက်တယ်ဘာကြောင့်လဲမောတော်လူလူမျိုးဖို့အတွက်နော်ပြီးလို့ရှိရင်ဒီနေမီမှာ ်ဒီနာကိုရစစ်မှန်တဲ့ဒိုင်နာကိုရရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီလိုရှိရရှိဖို့အတွက်ဆိုတော့ဒီထဲမှာရဲရင်းနဲ့ပိုင်းပြုလုပ်ဟုတ်ပါဘူးရဲရင်းများလို့ပို့ပြီးတော့မှာဘောပေါက်မှာပါနော်အဲ့တော့ရဲနဲ့ပတ်သက်ပြီးတော့မှာလဲမင်းရောက်လိုက်ဘာလုပ်ပြီးလဲတကယ်တကယ်ပြစ်လိုက်ဘာမှတော့မပြီးဘူးဒါပေမဲ့ခင်ဗျားတို့ဒီဂိတ်ကနေပြီးတော့ ဒီရေကိုခင်ဗျာခဏတင်းတောင်းလောက်ရှားပေးနေနိုင်တော့ခင်ဗျာကာယကတိုင်းမှုပါဘာလို့ဘာနှိမ့်လေးမှာနှိမ့်လေးဟာဒီမှာတောင်းရတဲ့ဒီရေကမှဒီရေကိုပြီးမှာဟာမှတော့နိုင်ငံကစစ်ပွဲတွေမှာကြီးကြီးသူမှန်မိွားလို့ရှိရင်ဘာလို့လဲကိုဘက်ကနေပြောမှာအဲ့တောင်းရတဲ့ဒီမှာကြီးနေတော့လေကိုလူတွေကဘလို့ပြရမလဲဆိုတဲ့ဟာလေးအများကြီးရှိတင်ပြီးတော့မှလုပ်တယ်ကျွန်တော်ဒီကားရေးမှာတိကျတယ်ဟုတ်တယ်မလားနှောစီမှာ ်ပုံမှန်ဒါပေမဲ့လည်းပြောင်းလဲနေနေသေးသေးနော်ဘလုံးမဲမှာသွားပြီးတော့လက်ကုတ်တီးပြီးအားပေးလိုက်ဒီကျေးမှုကလည်းသူကရည်တိပြိုင်ပွဲတွေမှာဟိုကလှုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ဒီလိုမျိုးပုံမှာဘာတန်ရောနေမှာမရှိဘူးအဲ့တော့ဘောင်းဆောင်ကကိုယ့်ပုံမှာတန်ရောနေမရှိလို့ရှိရင်ကိုကအဲ့ဒီလူတဲ့စစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ရွေကြဲရည်မှန်းချက်ရှိတဲ့လူတွေနဲ့ပဲအတူတူကျွန်တော်တို့ကတော့စိတ်တိုက်တာပို့ပြီးတော့မှအိမ်မရှိရဲဆိုတော့ကျွန်တော်ပြောချင်တာပါနော်အများကြီးတော့ပြောစရာရှိရဲနော်ဒါပေမဲ့ ကျွန်တော်လည်းနားထောင်ရမယ်နည်းနည်းဘလို့တဲ့စစ်သားဘဝနေချင်းချင်းသုံးပန်းထိလာတဲ့ခါကျတော့ခင်ဗျားလည်းကျွန်တော်ပြောတဲ့တကားကြီးနားထဲမှာကန့်လက်ဖြစ်ဖြစ်နေလိမ့်မယ်ဒါဖြစ်လို့ဆိုခင်ဗျားတို့ကတကယ်စစ်တပ်မှာတကယ်တိစခံခဲ့တဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ကတိစဖောက်ခဲ့တဲ့လူတွေအမေပုံမှန်ဤသာဆရာကြီးတယောက်ပြောတဲ့တကားလေးကျွန်တော်နားသဘောကျတယ်နော်သူကပြောလဲတော့မင်းတို့စစ်တပ်ကိုတိစဖောက်ဝိုင်းတိစဆူးလိမ့်မယ်တိစဆူးလိမ့်မယ်တိစဆူးရအောင်တိစ ကျန်းကျင်ခိုင်းတဲ့ကံကောင်အောင်ဘယ်လောက်ဒီတိစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျန်းကျင်ကနိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့တသားစီဘုရားမဟုတ်တော့မှနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တိစ္ဆာကအဲ့ဒီနိုင်ငံတော်အနကိုင်းပါလေဆိုတဲ့ကောင်နေရတိစ္ဆာမရှိရတဲ့ကျွန်တော်တို့အဲ့ဒီတိစ္ဆာစူးတရားအကြောင်းကိုမရှိဘူးကဲတော့ဒါကြောင့် CDN ကိုတင်လင်းအောင်လည်းတကယ်ကိုလေးစားပါတယ်နော်အဲတော့မင်းတို့ဒီအကြံပါစစ်တပ်ထဲမှာတောင်းထမ်းဆောင်နေစေဖြစ်တဲ့သူတွေအနေနဲ့ကလည်းဒါအခုချိန်ကမင်းတို့အတိတ်တရားဝင်ရမယ့်အချိန်ကိုတကယ်ကိုရောက်နေပြီ ါငါတို့အနေနဲ့တော်လိုင်းလောက်ရဲဆိုတာကလည်းငါတို့ရီမန်းချက်နဲ့ငါတို့လုံနေကြတာဒါမင်းတို့တွေကြတော့ဗာရီမန်းချက်မှလည်းမရှိနော်ဒါစာဝတ်နေအတွက်မင်းတို့တွေလုံနေရတယ်ဆိုပေမဲ့လည်းမင်းတို့ရတဲ့လစာနဲ့မင်းတို့မိသားစုတွေအတွက်ဘလုံးမမဖူလုံနိုင်တဲ့အခြေအနေမှာနော်ဒါကိုကိုကိုပြန်ပြီးတော့မေကွန်ထုတ်တင်နေပြီအဲ့တော့ဗာရီမန်းချက်မှလည်းမရှိဒီအာနာစင်မိစ္ဆာရဲ့ခိုင်းသမျှကိုလုံနေရတဲ့ဘဝတွေကနေအမြန်ဆုံးရုံးထွက်ကြပါလို့ပဲငါတို့အနေနဲ့တိုက်တွန်းပါတယ်နော် ကဲတော့နောက်ထပ်ဒီလာဆိုးမှဒီအကြံပတ်စစ်တပ်နဲ့ MNDA တို့ကြားဒီအခြေအနေတင်းမာလာမှုတွေနဲ့ပတ်သက်ပြီးဒါကိုချကျော်သိရဲ့စစ်ရေးလေးလာတုံးသက်ချက်လေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့တော့ဒီလာရှိုးမြို့နားပတ်ဝန်းကျင်မှာ MND တက်တွေကတက်ဆွဲထားတယ်။အဲ့ဒီနေရာတွေကနေပြီးတော့စုတ်ခိုင်းနေစစ်တပ်က MND ကမစုတ်ဘူး။အဲ့တော့စစ်ဖြစ်တာကဘာလဲဆိုတော့လာရှိုးနဲ့တီဘောကြားကဒုထောက်ဒီမြေကူတရားကို MND ဘက်ကလည်းပိတ်တယ် မြောက်လိုင်းကျမ်းသက်စစ်တပ်ဘက်ကလည်းပိတ်တယ်။ပြီးတော့မြောက်လိုင်းကျမ်းသက်စစ်တပ်ကဘာလုပ်သလဲဆိုတော့တရုတ်နယ်စပ်ကနေရုပ်ခက်ကလာတာပေါ့ဗျာ။တရုတ်နယ်စပ်ကနေကိုကန့်ကိုကိုကန့်နေမြေကိုဖြတ်ပြီးတော့ဝင်လာတဲ့ကားမှန်သမျှစစ်တပ်ကပိတ်တယ်။ကြက်တားထားတယ်လာရှိဝန်ကြီးပြောပိတ်ထားတယ်ပေါ့။နော်ဆက်သွားလို့မရဘူးပေါ့။အရမန်ဒီအေကလည်းပဲတီဘောဒရာကိုပိတ်တယ်။အကြမ်းဖက်စစ်တပ်ကကြတော့တီဘောဒရာကိုသူတို့စစ်တပ်တီဘောဘက်အချမ်းကနေပြီးတော့ပိတ်တယ်။ ဟလာတီဘောကို NDA ကပြန်ပေးပြီးတဲ့နောက်မှာ NDA ကဒီလာရှိုးပဲထွက်တဲ့အချမ်းမှာ NDA ကတက်ဆွဲထားတယ်။တဒားရဲ့တီဘောမျိုးတွေပဲမှာကြတော့စစ်တပ်ကတက်ဆွဲထားတယ်။စစ်တပ်ကလာရှိုးမျိုးပေါ်လေးကိုပဲကွက်ပြီးတော့ထိန်းချုပ်ထားလိုက်တာ။တကယ်တကယ်ဟလာ NDA တက်တရလာရှိုးကိုဝိုင်းထားတယ်လို့မျိုးယူထားတာနေရာယူထားတာ။ဒါကြောင့်လည်းပဲစီးရင်တင်ပါတဲ့အခြေအနေဖြစ်လာတာပေါ့။အဲ့တော့ဒီအခြေအနေအောက်မှာဒီအခြေအနေဖြစ်လာပြီးတော့ကျွန်တော်တူကြီးအမြင်ကတော့ NDA က short ပြီးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ တော့စစ်တပ်ကရောဗာဆက်လုပ်မယ်စောင့်ကြည့်ရအောင်ပေါ့ဗျာတို့နောက်တစ်ခုက NNDA ကလာရှုဘက်ကိုပို့ပို့ပြီးတော့ချက်လာမှာလေတဲ့စစ်တပ်ကကြောက်တယ်နော် NNDA အနေနဲ့ကလည်းပဲတို့ထိန်းချုပ်ထားစေနေမြေတွေတို့ရဲ့ထိန်းချုပ်မှုပို့ပြီးတော့ခိုင်မာခြင်းပါပဲဒါတိကြရတယ်ဗျပို့ပြီးတော့ခိုင်မာခြင်းပါပဲအဲ့တော့စစ်တပ်ကလည်းပဲအဲ့လိုမျိုး NNDA ကတို့ထိန်းချုပ်နေမြေတွေကိုပို့ပြီးခိုင်မာအောင်လုပ်တဲ့ကိစ္စကိုစစ်တပ်ကလက်ခံမှာမဟုတ်ဘူးတို့ကဒါကိုပြောင်းနေမှာပဲနော်တို့ကတို့ထိန်းချုပ်မှုပို့ပြီးတော့ဒူးခြင်းပါပဲ တော့ဒါကတင်းမာမှုရဲ့အဓိကအကြောင်းရင်းလို့ကျွန်တော်အဲ့လိုတော့မြင်တယ်အဲ့တော့ဘာတွေဆက်ဖြစ်လာနိုင်မလဲပေါ့နော်ဖြစ်နိုင်ခြေတွေကတော့တော်တော်များများသုံးသပ်ကြည့်မယ်ဆိုရင်ရှိပါတယ်ဆိုတော့ကျွန်တော်ဖြစ်နိုင်ခြေကျွန်တော်တွေးတဲ့ဖြစ်နိုင်ခြေတခုပေါ့နော်ပထမတစ်ခုကဘာလဲဆိုတော့တိတ်မကြခင်ကာလဘယ်လောက်ဘယ်လောက်မြန်မလဲတော့မသိဘူးနော် MNDA နဲ့စစ်တပ်ကြားမှာအရင်နဲ့မြန်ဆိုလို့တိုက်ပွဲငယ်လေးတွေဖြစ်လာနိုင်တယ်တိုက်ပွဲငယ်လေးတွေစဖြစ်လာနိုင်တယ်အဖြစ်လဲမြောက်လိုင်းအကြမ်းဖက်စစ်တပ်ရှုံးပါပဲဗျရှုံးပါဒီမြောက်လိုင်းရဲ့အကြမ်းဖက်စစ်တပ်ကဒီဒေသမှာရှုံးပြီးသား နော်စိတ်ဓာတ်ရလုံးဝပြိုလဲပြက်စီးနေတယ်စစ်တပ်ပြီးတော့သူတို့မှာထောက်ပို့အတွက်ထောက်ပံ့ပို့ဆောင်ရေးပြသူတို့မှာခိုင်မာတဲ့လမ်းကြောင်းခံနိုင်မှာမရှိဘူးသူတို့ရဲ့ထောက်ပံ့ပို့ဆောင်ရေးကခံနိုင်မှာမရှိဘူးပြီးတော့သူတို့တပ်ဖွဲ့တွေကပြန်ကျင်းနေတယ်နော်အကြမ်းစစ်တပ်ရဲ့တပ်ဖွဲ့တွေကပြန်ကျင်းနေတယ် NND နဲ့ကသူတို့ထိန်းချုပ်ထားတာကိုသူတို့ကပို့ပြီးတော့တင်းကျပ်တက်အောင်သူတို့သူတို့ထိန်းချုပ်မှုပူအားကောင်းလို့ပူကျက်အောင်လို့စစ်တပ်ကိုမလှုပ်နိုင်အောင်သူတို့စစ်တပ်ကတော့ရှိနေမယ်သူတို့ပြန်ပေးလိုက်ရတာလည်းရှိတော့ ထိန်းချုပ်မှုကိုပိုကြက်ပြီးတော့စစ်တပ်ကိုအဲ့ဒီနေရာမှာမလုံနိုင်အောင်သူကချုပ်ထားတယ်။ဒါကကျွန်တော်ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ကျွန်တော်တွေးတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကသူကဖြစ်နိုင်ခြေလားရှေ့ဖြစ်နိုင်ခြေပမာဏအရတက်မယ်ဆိုရင်ပမာဏတစ်ခုကပိုများတာပေါ့နော်။ဒုတိယတစ်ခုကနည်းနည်းပိုလျော့တာပေါ့။တိတုံညာနှစ်ခုဆက်စင်ရေးလိုမျိုးဒါပေမဲ့အကန့်အသတ်နဲ့လုပ်တဲ့ဖိုးစစ်မျိုး MND ဘက်ကလုပ်လာနိုင်တယ်လို့ကျွန်တော်ပြောမိရဲ့။စစ်တပ်ရဲ့ဟလာကြံတဲ့တပ်စခန်းတွေကိုသူတို့ရှင်းပြချင်တယ်။ရှင်းမယ်ပေါ့ဗျာ။ပြီးတော့ အဝေးပြေးလမ်းမကြီးတွေထိမ့်ချုပ်ဖို့အတွက်သူတို့မရသေးတဲ့ဒီလမ်းမကြီးတွေကိုထိမ့်ချုပ်နိုင်တဲ့လက်ကျန်တောင်ကုန်းတွေတိမ့်ဖို့ MNDA ကလုပ်နိုင်တယ်။ဒါမှမဟုတ်လည်းလာရှုနာအထိကပ်ဖို့ MNDA ကလုပ်နိုင်တယ်။ဒါကကျွန်တော်တွေးတဲ့ဒုတိယဖြစ်နိုင်တယ်။တခြားဖြစ်နိုင်ခြေတွေလည်းရှိဥပမာစစ်တပ်ဘက်ကရောပြန်ပြီးတော့ဘလောက်ထိုးနာထိုးလာနိုင်မလဲ။စစ်တပ်ကထိုးခြင်းလည်းထိုးလည်းလမ်းပါပဲဒီနေရာမှာတော့။အဲ့တော့ လက်ရှိချင်းတွေကဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းဒေသမှာဆုံးဖြတ်ချက်ခြေနေအပြောင်းလဲဆုံးဖြတ်ချက်ပေးနိုင်မယ်နောက်ထပ်ခြေနေအဆင့်တစ်ဆင့်ကိုဝင်လာနေတဲ့ပုံရှိတယ်လို့ကျွန်တော်လည်းမြင်မိတယ်အဲ့ဒါကဟလာဒီတုံညာနှစ်ခုလို့တကယ်စစ်စင်ရေးကြီးဖိုးစစ်အစ်စ်ကြီးဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့တင်းမာမှုတွေဆက်ရှိနေမယ်မတိမငြိမ်ဆက်ဖြစ်နေမယ်အဲ့ဒီကနေပြီးတော့မီးပွားလေးတေးသေးလေးကြာလိုက်တာ ਨੇ အဲ့ဒီမီးပွားတေးသေးလေးကနေ မိတော့ကြီးအထိဖြစ်သွားနိုင်တဲ့အခြေအနေလိုမျိုးတင်နေတယ်လို့ကျွန်တော်တို့အဲ့လိုမြင်မိတယ်လက်ရှိချိန်မျိုးအဲ့တော့ဖြစ်လာနိုင်ခြေအရှိဆုံးဆိုရင်တော့ဗျာနော်ဖြစ်လာနိုင်ခြေအရှိဆုံးဆိုရင်အဲ့ဒီဘက်ကလူလူဆိုရင်လည်းပဲအခုဆိုရင်စိုးရိမ်နေကြပြီနော်ဟိုတိုက်ပွဲအနှံ့နေကြနေပြီလို့ဒီနေ့မှာဒီသာကံတော့ပြောတာတော့ကျွန်တော်တွေ့လိုက်တယ်အဲ့တော့ဖြစ်လာနိုင်ခြေအရှိဆုံးကတော့ဘာလဲဆိုတော့တိုက်ပွဲတွေများလာနိုင်ပါတယ်တိုက်ပွဲတွေများလာနိုင်တယ် MNDA ကပို့ပြီးတော့ထိန်းချုပ်လာနိုင်ခြေရှိပါတယ် မြောင်းလိုင်းတို့ဂျမ်ပက်စစ်တပ်ဘက်ကပို့ပြီးတော့အားနည်းလာနိုင်ခြင်းရှိပါတယ်ပို့ပြီးတော့အားနည်းလာတာနဲ့အမျှပို့ပြီးတော့သွေးပြက်ပြီးတော့သွေးယူသွေးဒန်းဖြစ်လာနိုင်ခြင်းလုံလာနိုင်ခြင်းရှိပါတယ်ကျွန်တော်ခုနပြောတဲ့အထဲမှာပါတဲ့အကန့်အသတ်နဲ့ထိုးစစ်တစ်ခုအဲ့လိုမျိုးအကန့်အသတ်နဲ့လုပ်တဲ့ထိုးစစ်တစ်ခုဖြစ်ရင်တောင်မှမြောင်းလိုင်းတို့ဂျမ်ပက်စစ်တပ်တေချာပေါက်လက်လွတ်ဆုံးရှုံးလာမှာရှိတယ်လက်လွတ်ဆုံးရှုံးလာမှာရှိဆိုတော့ချုံရရင်တော့လာ ရှမ်းမြောက်ရဲ့အခြေအနေဆိုတာကဒေတာတွင်းမှာပဲဖြစ်တဲ့နော်ဒေတာအပြင်ကိုတက်ရောက်မှုမရှိတဲ့ဒေတာအပြင်နဲ့ဒီဒေတာကလွဲပြီးတော့မြန်မာနိုင်ငံရဲ့ကျန်တဲ့ဒေတာတော်လိုင်းရဲ့ကျန်တဲ့ဒေတာတွေကိုတက်ရောက်မှုမရှိတဲ့အခြေအနေမျိုးမဟုတ်ဘူးရှမ်းမြောက်ခြေဆိုတာကဒါကြောင့်မို့လို့ကျွန်တော်တို့ရှမ်းမြောက်ကိစ္စဆိုရင်ဒေတာစောင့်ကြည့်ဖို့လို့ဆိုလို့တတိချာချာလေးပဲလေ့လာသုံးသပ်ဖို့လိုတယ်ပေါ့လေဒေတာတွင်းရှမ်းမြောက်ဒေတာတွင်းအပိတ်အခြေအနေတခုတက်တယ်မဟုတ်ပါဘူး ရှမ်းကြောင်မှာတစ်ခုဖြစ်တယ်ဆိုရင်အဲဒီကနေပြီးတော့မဲအွန်လိုင်းတို့ရဲ့အကြံဖက်စစ်တပ်ဘယ်လောက်တောင်မှအင်အားချိနေတယ်ဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကဘယ်လောက်တောင်မှအရှိန်အဟုန်ကောင်းလာတယ်ဆိုတာကိုထင်ရှားပါတယ်ရှမ်းကြောင်မှာဖြစ်တဲ့အခြေအနေအပြောင်းအလဲတစ်ခုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ MND တပ်ဖွဲ့တွေကိုလည်းကြည့်လို့မရပါဘူးနော်တခြားဒေါ်လာရေးတပ်ဖွဲ့ရှိပါဒါကြောင့်မို့လို့လာရှမ်းကြောင်ရဲ့အခြေအနေအပြောင်းအလဲဒီရှမ်းကြောင်ဒေသတစ်ခုတည်းအတွက်ပင်မဟုတ်ခင်းနဲ့မြန်မာနိုင်ငံရဲ့ကျန်တဲ့ဒေသတွေမှာပါတက်ရောက်မှုရှိပါ ျွန်တော်တယောက်တည်းအနေနဲ့ဆိုရင်ရမ်းရောက်ဒေတာတည်ဒေါ်လာရေးရေဦးဒေါ်လာရေးနဲ့ဆက်လင်းနဲ့စီရေးနဲ့ပတ်သက်ပြီးတော့ပုံဖော်မဲ့ရှည်တန်းနေရာတစ်ခုလို့တောင်မှကျွန်တော်ကတော့အဲ့လိုမြင်မိပါတယ်ဟုတ်ကြပါဘူးကဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကတော့ဒီ MNDA အပေါ်မှာယုံကြည်မှုတွေအရင်ကတော့မရှိတော့ဘူးဆိုပေမဲ့လည်းเนาะဒါတိုက်ပွဲတွေပြန်ပြီးတော့ဖော်ဆောင်လာရင်တော့လေဒါကောင်းတာပဲเนาะ အဲ့တော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လဲဒီနောက်မှာဒီစစ်ခွေလော်ဘီစဘာဝဲစားကြောင်မျိုးမင်းကဘယ်လိုဖြင်ကုန်းအော်တောင်းမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာအာတက်ကနေပြီးတော့တောင်းဆိုတယ်ပေါ့ဗျာတက်ကတောင်းဆိုတာလေးရှိတယ်တက်ကဘာတောင်းဆိုလဲဆိုတော့ဒီ MNDA အုပ်စုနော်သူကညှိတာပေါ့ပြီးခဲ့တဲ့ November First Week တုန်းက First Week ပြီးခဲ့တဲ့ရပိုင်းလေးအတွင်းမှာညှိတယ်တဲ့အဲ MNDA ဖွဲ့ရင်ညှိတယ်ပေါ့ဘယ်မှာညှိတယ်ဆိုတော့ Lashio မြို့ဟိုဟိုတယ်တစ်ခုပေါ့ဗျာသိပါတယ်စင်နဂေါဟိုတယ်အားလုံးသိပါတယ်ကျွန်တော်ပြောဦးနော်ကျွန်တော်ပြောဦးနော်အဲဟိုတယ်က ကျွန်တော်ဒီပါတယ်စင်နဂေါဟိုတယ်ဆိုတော့ခင်ဗျားတို့ဒီပါတယ်ကျွန်တော် ပြောဦးနော်အဲ့ဟိုတယ်မှာပေါ့နော်ညှိကြတာပေါ့ဟိုအဲ့အဲ့မှာပေါ့နော်ကြည့်တယ်ပေါ့ဗျာညှိကြတဲ့ခါမှာတက်ဘက်ကပြောတာရှင်းတယ်နမ့်ပေါင်နမ့်လန်တီဘောအစရှိတဲ့နေရာဒီမှာတက်ဆွဲချတာနေရာချတာတက်ဆွဲထားတဲ့တချို့ MNDA တက်တွေပြန်ဆုတ်ပါဘယ်နေ့နောက်ဆုံးလဲဆိုတော့နိုဝင်ဘာ20နေ့နောက်ဆုံးတော့ဆုတ်ပါလို့ပြောတာပြောရတော့ဒီ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 ပြည်တော်သားမှာယူဖွင့်နေတယ်ဖွင့်နေတဲ့အတွက်နိုဝင်ဘာ20နောက်ဆုံးတော့ဆုတ်ပါလို့သူကပြောတာပြောတဲ့အတွက် MNDA ကလည်းငါတို့ကမဆုတ်နိုင်သေးဘူးပေါ့ပြောတယ်ပြန်ပြောတယ်လို့ကြားတယ် အဲ့တော့မဆွနိုင်သေးဘူးဆိုတော့တခါ okay ထပ်ပြီးတော့ညှိလို့မရနောက်တစ်နေ့ထပ်ညှိတယ်အဲ့အဲ့လိုညှိလို့မရရဲ့ဆိုကြတော့ MND ကလည်းမဆွနိုင်ဘူးညှိလို့ရတဲ့အချိန် MND ကဘာလုပ်လဲဆိုတော့သူ့ဘက်ကအင်အားလေးတွေထပ်ပြီးတိုးဖြည့်တယ်တင်းဒီဘက်ကနေပြီးတော့အာကောကန့်ဖွဲ့တွေအားထိလာတာဟိုရတော့နတ်ပေါင်တို့ဒီဘက်ကိုသူကသူ့ရဲ့အင်အားလေးတွေတိုးတိုးတိခိုးပြီးအင်အားတွေထပ်ဖြည့်တယ်ဖြည့်တယ်ပေါ့ဗျာဒါပေမဲ့ဟိုဘယ်ခေါ်လဲသူတို့ဟိုပေါ်တင်းကဖြည့်တော့ခိုးဖြည့်တယ်ပေါ့ခိုးပြီးတော့တက်ကတိတော့တားတယ်မင်းတို့ဒါမားနေတယ်တော့ပြောတယ် ပြောရဲကြတဲ့မရဘူးเนาะဆိုကြတော့ဒီနေ့နိုဝင်ဘာ16ရက်ကျတော့ဘာဖြစ်ကုန်လဲဆိုတော့ကြားတာပေါ့เนาะလာချိုးအထွတ်နားမှာလာချိုးအထွတ်နားအထွတ်နားရဟိုရပါမှာတဲ့ MND ရကနေပြီးတော့ကတ်ရပုံနေချပြီးလမ်းနေပိတ်ဆို့လိုက်ပြီးတဲ့ပိတ်လိုက်ပြီးတော့ဒီအဟိုရနန့်ပေါင်လာချိုးဟိုရနန့်ပေါင်လာချိုးလမ်းနန့်လမ်းလာချိုးလမ်းအဲ့လမ်းတွေကိုပါသူက MND ရပိတ်ချင်သလိုလို့ပါလုပ်တယ်ပေါ့ဗျာပိတ်သလိုလို့သူတို့အားတွေပစ္စည်းချပြီးတော့ဖြစ်တယ်တဲ့အဲ့တော့နည်းနည်းလေးတက်နေကြမှာနည်းနည်းတင်းမှမှုတွေဖြစ်လို့တက်ကနည်းနည်းညှိနေကြတယ်တဲ့တက်နေညှိနေကြတယ်ပေါ့တက်ကရှင်းပြောရင်တော့ဟိုဒါ တက်ကလည်းတော်တော်လေးစောင့်ပေးနေပေါ့ဗျာခုက20နဲ့နောက်ဆုံးထားဆုတ်လို့ခုကဒီနေ့14ဆိုတော့ကြံသေးတယ်ပေါ့ဗျာဒီသုံးလေးအတွင်းစလိုက်ညှိလိမ့်မယ်နော်ညှိလိမ့်မယ်ညှိလို့ပြီးပြန်ပြန်မပြတ်လို့ရှိရင်တော့ဒီတင်းမာမှုကဘယ်ကိုဆက်သွားမလဲဆိုတိုက်ပွဲတွေဖြစ်နေရောက်သွားနိုင်တယ်အဲ့တော့ကိုကန့်နေကဘာဖြစ်လို့ MND အုပ်စုကနော်ဒီလိုမျိုးလေးကြီးလေးချင်းနဲ့အတန်တင်းမာလာတယ်လဲဆိုရင်မိကွန်နောက်ွယ်ပါမြုပ်နေတယ်ရှိနိုင်တယ်အဲ့ဆိုတော့ तू ကဘာဖြစ်လို့တစ်ချိန်လုံးအစောတော့အစောပိုင်းတော့အေးဆေးပါဟိုဆုတ်ပေးမယ်ဘာညာပြောခဲ့ပြီးတော့ဂရိမတီးဘူးပေါ့ဗျာတရုတ်နိုင်ငံ တန်တမန်တွေရှေ့မှာလက်မှတ်ထိုးခဲ့ပြီးတော့ဂရိမတည်ဘူးဆိုရင်တရုတ်ကဘာစော်ကားတာလဲသွားတူတယ်။ဒါမှမဟုတ်တရုတ်ကပဲဟိုမသိကြအောင်ဆောက်မျက်စိတစ်ဖက်မှိတ်ပေးထားသလားကျွန်တော်တို့မသိဘူး။ဒီနှစ်ချက်ကလိုက်တဲ့တစ်ချက်ပြောလို့ရတယ်။ဒါကကိုကန်နေတုံးစုလုံးကတရုတ်နဲ့ပတ်သက်ရင်ကိုကန်နေကတရုတ်သိဆိုသိရှေ့ဆိုရှင်နေပဲနော်။အဲ့တော့ပြောရရင်တော့ဒီကောင်တွေဘာဖြစ်လို့အခုကြမှာထားပြီးရောလေသာမမာတွေဖြစ်နေတာလဲ။တက်ကလည်းအဲ့ဒါကိုအခြေအနေစောင့်ကြည့်မယ်လို့ရှိတယ်။ပြီးတော့ဒီတစ်ခေါက်ကတော့တက်တကယ်လုံရင်တော့တက်ကတော့ဒီတစ်ခေါက်ကတော့ညာမဲ့ပုံတော့မပေါ်ဘူး။ အဲတိုးတော်တခုတော့ရှိတာက global issue ဖြစ်လာတဲ့ကြားဖြတ်နဲ့ရောသွားရင်တော့နည်းနည်းတော့စဉ်းစားရတာရှိတယ်အဲ့တော့ဘလို့ဖြစ်မလဲမသိဘူးလို့ဆိုတော့ last show မှာ last show နဲ့တီဘောကြားမှာနည်းနည်းတက်နေဟိုနာကြားမှာတင်းမှာမို့နည်းနည်းလေးဖြစ်နေတယ်လို့ကျွန်တော်ကြားရတယ်အဲ့ဒါဘာဆက်ဖြစ်မလဲတော့မသိသေးဘူးကိုကန် MN ကိုကန် MND ရင်းနဲ့တက်နေပြားမှာဒါလေးတခုဖြစ်တယ်အဲ့တော့ဒီကောင်ခဏပြောသားသလိုပဲဒီကြားဖြန့်ကိစ္စနဲ့ရောပြီးတော့ဒီ30နှစ်ခွန်စစ်စင်ရေးလိုမျိုးနောက်ထပ်တစ်လိုင်းလာမှာ ው ဒီကောင်အနေနဲ့တော်တော်လေးကိုကြောက်ချီပန်းနေတဲ့ပုံပဲเนาะအဲ့တော့ဒီ30နှစ်ခွန်လိုမျိုးနောက်ထပ်တစ်လိုင်းထပ်ပြီးတော့လာမယ်ဆိုရင် မင်းတို့စစ်ခွေတက်ကိုတရုတ်ကလည်းလာပြီးတော့ကယ်နိုင်တော့မှာမဟုတ်ဘူးเนาะအဲတော့မင်းတို့ဘောမားတွေအနေနဲ့တိချာတင်တာတကူကမင်းတို့စစ်ခွေတွေရဲ့အနာကတိတ်ပြီးတော့ကြံတော့တာမဟုတ်ဘူးเนาะအဲတော့မာလဆမင်းတို့ရဲ့အဘားတွေရဲ့ဘောမဟာတရားလေးသာဝအောင်မတာကြเนาะကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းနေတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြာပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဝင်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေညာ thank you